တည်ငြိမ်မှုမရှိတဲ့ဆေးပရိပခဖြစ်ပွားနေတဲ့နေရာဒေသတွေမှာသွာလာနေကြရတဲ့ရင်မောင်းသမားတွေအတွက်မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲဆေးသက်တဲ့ပစ္စည်းတွေရဲ့အနေအရတွေကိုကြိုတင်ကာကွယ်နိုင်ဖို့ပြောပြပေးထားပါမယ်။ဆေးရပရိပခဖြစ်ပွားနေတဲ့နေရာဆေးရပရိပခဖြစ်ပွားခဲ့တဲ့နေရာဒေသတွေမှာမြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲဆေးသက်တဲ့ပစ္စည်းတွေရဲ့အနေအရဟာအမြဲတမ်းရှိနေတာကြောင့် အဲ့ဒီနေရာတွေကိုနေစိန်ခရီးသွားနေရတဲ့ရေမောင်းသမားတွေအနေနဲ့ဆောင်းရန်ရှောင်းရန်တွေကြိုတင်ကောက်ွက်ရေးနေလတ်တွေကိုတရှိနားလည်ဖို့အထူးတလဲလိုအပ်လာပါတယ်။အသက်ဖောက်လုပ်ထားတဲ့လမ်းဒေါ်လာဖြတ်လမ်းအတုံးမပြူတော့တဲ့ကာလမကြီးစတဲ့လမ်းတွေမှာမမြင်နိုင်တဲ့မြေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတဲ့ပစ္စည်းတွေရဲ့အနေအရတွေကိုတွေးရှိနိုင်တဲ့အတွက်ရေမောင်းသမားတွေအနေနဲ့အထူးတတိထားပါမယ်။မထင်မှတ်တဲ့မြေအောက်နေရာမှာမြုပ်ထားတဲ့မိုင်းဟာ မော်တော်ယာဉ်တစ်စီးရဲ့အလေးချိန် PR နဲ့မြေကြီး၃ခါထိမိတဲ့အခါအချိန်မရွေးပောက်ကွဲနိုင်ပါတယ်။မြေအောက်မှာမြုပ်ထားတဲ့အတွက်အမတ်သားမရှိတာတွေတတိမမူမိတာတွေကြောင့်ရင်မောင်းသူတွေအတွက်တတိမမူပဲမတိလိုက်ခင်မှာပောက်ကွဲသွားတဲ့အတွက်ချိခိုက်တံရရကြပြီးအသက်အန္တရာယ်ဆုံးရှုံးတာတွေအထိဖြစ်နေတာပါ။ဒါဆိုရင်မြေမြုပ်မိုင်းနဲ့တခြားပောက်ကွဲစေတတ်တဲ့ဖြစ်စီတွေရဲ့အန္တရာယ်ကိုရင်မောင်းသမားတွေအနေနဲ့ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ။ ရင်မောင်းသမားတွေအနေနဲ့ကိုသွားမဲ့ခရီးလမ်းကြောင်းနဲ့အဲ့ဒီဒေတာရဲ့အကြောင်းတည်င်းအချက်လက်တွေကို ရနိုင်တယ်များဆူဆောင်းပါဒေတာခန့်တွေလက်နက်ကင်တပ်ဖွဲ့တွေစီရဲအန်ဒီရဲ့တည်င်းတွေကိုကြိုတင်မေးမြန်းထားပါတိုက်ပွဲဖြစ်စဉ်မြေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေလက်တလောပောက်ကွဲမှုရှိမရှိလမ်းကြောင်းအခြေအနေတွေကိုတည်င်းသေးချာယူပါမသေးချာတဲ့လမ်းနေရာတွေမှာသွားလာရမယ်ဆိုပါကအလိုအလျောက်ဘောင်းဝင်ခြင်းမပြုပါနဲ့မဝင်ပါနဲ့ ဒေတာခံတွေအများဆုံးအသုံးပြုနေတဲ့လမ်းကြောင်းကိုသာမောင်းပါမတိချတဲ့လမ်းဘေးဒေါ်သွင်းနဲ့လက်နက်ကင်စစ်တပ်တွေရဲ့အနီးတွေမှာလည်းရပ်နာဖို့လျှောက်သွားကြည့်ဖို့မသင့်တော်တဲ့အပြင်ခြေရွာရှိပတ်လန်းရင်လမ်းမရှိတဲ့ခြံဝင်းတွေလဲကွက်ထက်လဲဝယ်မမောင်းသင့်ပါဘူးရင်မောင်းသမားအနေနဲ့ရင်ကိုအရှိန်ပြင်းပြင်းမမောင်းသင့်ပါဘူးကားအရှိန်ကြောင့်မြင်မျက်နှာပြင်သုံးခါတက်ပြီးမြင်မြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာသုံးခါမှုကြောင့် မြေမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေအတွက်ပောက်ကွဲစေဖို့တဲရောက်စေနိုင်တာတွေရှိနိုင်တဲ့အတွက်အမြတ်နှုံးနဲ့မောင်းနှင်ခြင်းကိုရှောင်ကျင်ပါအနေရတတိပေးအမှတ်သားတွေကိုတတိပြုပြီးကြည်ပါ ပုံမှန်မဟုတ်တဲ့မြေမျက်နှာပြင်တွေမြေပြင်ခြူနေရာတွေမြေပြင်မငြိမညာဖြစ်နေတာတွေကွဲအပ်နေတဲ့မြေပြင်တွေဟာမြေမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေအသုံးပြုထားကြောင်းတန်ရာရှိတဲ့အချက်တွေဖြစ်ပါတယ်တတိပေးအမှတ်သားဒါမှမဟုတ်အနေရရှိနိုင်ခြေရှိတဲ့နေရာနဲ့ဝေးဝေးမှနေပြီး ။ဒီနေ့အတူပါတဲ့ခရီးသွားတွေကိုပောက်ကွဲစေတတ်တဲ့ပစ္စည်းတည်ရှိတဲ့နေရာကိုတည်ပြီးပါ။မနေ့ပိုင်းနေ့လယ်ဒါမှမဟုတ်နေ့အချိန်အတွင်းသာသွားလာဖို့ဦးစားပေးပါ။သွားနေတဲ့လမ်းကြောင်းမှာမြေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အန္တရာယ်ကိုတန်တရာရှင်ပါလို့ရမလဲ။မြေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့တန်တရာရှိနေတဲ့နေရာကို ဝင်သွားမိတယ်လို့တန်တရာရှင်စိတ်တည်ငြိမ်အောင်ထားပါ။ကားအရှိန်ကိုတဖြည်းဖြည်းလျှော့ပြီးရထားပါ။တပတ်ပြန်လဲဖို့မစိုးစားပါနဲ့။ ကားလာခဲ့တဲ့လမ်းကြောင်းအတိုင်းပြန်လာအတိုင်းနောက်ပြန်ဆုတ်ပြီးထွက်ပါတခြားရင်တွေလူတွေကိုထပ်မလာအောင်တည်တယ်ဒါမှမဟုတ်တတိပေးပါမတော်တဆမှုဖြစ်ခဲ့ရင်ထိခိုက်ရသူအနာအလင်းစလုံးမတော်ပါနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတစ်ခုခုရှိခဲ့ရင်နောက်ထပ်ရှိနိုင်တာကြောင့်ဖြစ်ပါတယ်ထိခိုက်ခံရသူကိုစိတ်ငြိမ်စေရန်စကားပြောပေးပါတဲ့စီလာနိုင်ရင်တို့လာခဲ့တဲ့လမ်းအတိုင်းပြန်လာဖို့ပြောပါတက်ဆိုင်ရာအဖွဲ့အစည်းတွေရှိအကူအညီတောင်းပါ ရှေးဥတုနာပြုစုတာကိုမြင်းမြုံမိုင်းနဲ့အခြားပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေတည်ရှိနေတဲ့နေရာရဲ့အပြင်ဘက်မှာရောက်မှသာပြုလုပ်တင်ပါတယ်။ရင်မောင်းသမားတွေအနေနဲ့ကိုသွားမဲ့လမ်းကြောင်းနေရာဒေတာကဒေတာခန့်ကျေးွာလူထုတွေနဲ့အမြဲဆက်သွယ်ပြောဆိုပြီးလိုအပ်တဲ့တည်အချက်လက်တွေကိုရယူထားပါ။အဲ့ဒီနေရာနဲ့ရင်းနှီးကျွမ်းဝင်မှုမရှိရင်လိုရာခရီးကိုရောက်အောင်လူအများအသုံးပြုတဲ့လမ်းအနေရကင်းတဲ့လမ်းကိုစုံစမ်းမေးမြန်းပြေးသွားပါ။ကိုပိုင်ဆုံးဖြတ်ချက်ကိုယုံကြည်ပြီးအနေရရှိတဲ့နေရာဒေတာတွေ အခြားသူတွေနောက်ကိုမျက်စိစုံမိတ်ပြီးမလိုက်ပါနဲ့စေရပတိပခဖြစ်ပွားနေတဲ့နေရာဒေတာတွေမှာသွာလာနေကြရတဲ့ရမောင်းသမားတွေဟာမျက်စိနဲ့မမြင်နိုင်တဲ့မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အနေရကိုစွန့်စားသွာလာနေကြရတာဖြစ်တဲ့အတွက်တေချာတဲ့လမ်းကြောင်းအခြေအနေဖြစ်နေတောင်မပေါ်ဆပဲတည်င်းအမှန်ရရှိဖို့နေစဉ်တည်င်းအချက်လက်တွေမျှဝေနေတဲ့ social media တွေနဲ့ဒေတာတွင်ရှိလူမှုရေးလောက်ကိုင်းဆောင်ရွက်နေသူတွေရှိရတည်င်းစကားကို ေချာမှတ်ယူပြီးသွားလာတင်ပါတယ်